မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာနဲ့နဲ့ခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါရယ်ခင်ဗျာကဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တို့ကုမိုးကားနုပညာကားဆေးစင်တာမနေ့ပြန်စူပါစတေးလိုက်ဆေးရှိတယ်ဆိုတဲ့အကြောင်းလေးကိုလာရောက်ပြီးတော့အတိပေးကြော်ညာခြင်းဖြစ်ပါတယ်ခင်ဗျာစူပါစတေးစနေနေ့တိုင်းကျွန်တော်တို့တွေအပတ်စဉ်ထုတ်လွှင့်နေကြစူပါစတေးလိုက်လေးမနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ပြန်7နှစ်မှာစတင်ပြီးတော့ထုတ်လွှင့်มาဖြစ်ပါတယ် ဒါကိုအတိပေးကြော်ညာရင်းနဲ့ကျွန်တော်တို့မင်္ဂလာနနေခင်းရန်ကုန်မြို့ရဲ့မင်္ဂလာနနေခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ကားရောင်းချတဲ့သူတွေမိတ်ဆွေတွေတငယ်ချင်းတွေများစွာရှိတယ်ကျွန်တော်ရှိုးရွန်းဖွင့်တဲ့ကျွန်တော်တို့တငယ်ချင်းတွေများစွာရှိတယ်တငယ်ချင်းတွေအားလုံးကျွန်တော်တို့စီးပွားအတူမိတ်ဆွေတွေအားလုံးအယောင်းဝယ်တွေကောင်းကြပါစေအဆင်ပြေကြပါစေစီးပွားလက်လာပွဲများတိုးတက်ကြပါစေကားအယောင်းမန်းဝယ်ပန်းတွေပွင့်လန်းကြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျွန်တော်စီးပွားရေးဘောင်းဆောင်နေပဲဘောင်းဆောင်က ျွန်တော်တို့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံအားလုံးစီးပွားရေးတွေကောင်းကြပါစေ၊ NLA ကင်းကြပါစေ၊ဘေးတွေရှင်းကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ကဲကျွန်တော်ကတော့ကုမိုးကားအမှုပညာပဲဖြစ်ပါတယ်ခင်ဗျာ။ကဲမနေ့ပြန်မှာတော့ဘလို့ကားလေးတွေကျွန်တော်တို့ပြသပြီးရောင်းချပေးမလဲဆိုတော့ကျွန်တော်တို့ခုံသုံးတန်းကားလေးတွေ၊ Toyota Avanza လို့ကားမျိုးလေးတွေနော်အောက်ပိုင်းမြင့်မြင့်နဲ့ကျွန်တော်တို့ Brilliant V3 လို့ကားမျိုးလေးတွေပြသရောင်းချပြီးတော့ Soy D3, Soy D7 ဂျက်တော့လိုကားမျိုးလေးတွေရောင်းချပြသပေးမှာဖြစ်တယ်။ပြီးသွားရင်တော့ခုံသုံးတန်းကားတွေကကားကြီးကြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ဂျက်တော့895ရုပ်ပြောင်းနေရဆိုရင်လည်းကျွန်တော်တို့ရရှိမှာဖြစ်ပြီးတော့ EV ကားဆိုရင်တော့ကျွန်တော်တို့ဒဇီးနှစီလောက်ရွေးချယ်ဝယ်ယူနိုင်မယ်။အပြီးသွားရင်တော့ဆလွန်ကားတွေကဆိုလို့ရှိရင်လည်းရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့အောက်ပိုင်းမြင့်မြင့်တွေက China brand လား Japan brand လားစသဖြင့်ကျွန်တော်တို့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါကဲမနေ့ကဆိုလို့ရှိရင်လေမနေ့ကမဟုတ်တော့ကျွန်တော်တို့တပတ်လုံးပါပဲเนาะအာပြီးခဲ့တဲ့အပတ်ကစနေနေ့က လိုက်ဆေးလွင့်ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ကိုမိုးကားနုပညာစီမှာလာအားပေးတဲ့မိတ်ဆွေတွေလွန်သွားမှာများပြားတယ်ကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာဆိုရင်လည်းကား10စီးအဲ10စီး15စီးဝန်းကျင်လောက်ကိုဒါအားပေးသွားရယ်เนาะတကယ်ကိုကျေးဇူးတင်ပါတယ်မနေ့ကဆိုလို့ရှိရင်လည်းဟိုးမြန်မာနိုင်ငံဟိုးကျွန်တော်တို့အောက်ပိုင်းเนาะပြီးတော့ AR တိုင်းကလာအားပေးတယ်ပြီးတော့ကျွန်တော်ဘကိုးတိုင်းကလာအားပေးတယ်တဲကူးမျိုးကလာအားပေးတယ်မျိုးနယ်တွေမျိုးနယ်တွေကလည်းအားပေးတယ်လို့ကျွန်တော်ရန်ကုန်မျိုးကတော့အများဆုံးပေါ့เนาะ ကျွန်တော်တို့ကဂျန်ကုန်မြို့မှာတည်ရှိတဲ့အတွက်ကျွန်တော်တင်ကန်းကျွန်းမြို့နယ်မှာတည်ရှိတဲ့အတွက်မြို့နယ်နီးနားပတ်ဝန်းကျင်ကျွန်တော်တာဂေတလိုနေရာမျိုးတွေเนาะပြီးသွားရင်ပဇွန်တောင်လိုနေရာမျိုးတွေတောင်းကလာမြောက်ကလာเนาะပြီးသွားရင်ကျွန်တော်တို့ဟိုးကျွန်တော်တို့အာအဲပေါ်ပြီးလိုနေရာမျိုးတွေရန်ကုန်မြို့ရဲ့အနီးဆုံးနေရာတွေလောက်အားပေးတယ်တကယ်ဝယ်ဦးတွေဝယ်မှုတွေများပြားတယ်အားကြောင့်ကျွန်တော်မန္တလေးเนาะ အပြင်းဦးလွင်စသဖြင့်မြို့တွေရနေလောက်အားပေးသလိုမြန်မာနိုင်ငံအောက်ပိုင်းဟိုဘိတ်တဝဲရနေလောက်အားပေးသလိုမြန်မာနိုင်ငံအထက်ပိုင်းရှမ်းပြည်ထိလောက်အားပေးဒါကြောင့်မြန်မာနိုင်ငံဟိုမြန်မာနိုင်ငံအထက်ပိုင်းကနေပြီးတော့မြန်မာနိုင်ငံအောက်ပိုင်းမြန်မာနိုင်ငံအလယ်ပိုင်းနေလောက်အားပေးကြတဲ့မိတ်ဆွေတွေတူတူတယောက်ချင်းတွေကိုလေးစားရသလိုကျွန်တော်တို့နိုင်ငံရခြားတိုင်းတစ်ပါးမှာတွားရောက်ပြီးတော့လုက္ကန်နေကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုလည်းတကယ်လို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်စီကနေပြီးတော့ အဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနိုင်ငံရဲ့အခြားမှာတွားရောက်ပြီးလုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေရှိတယ်နော်တကယ်စီးပွားရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေဘေးတွေရှင်းကြပါစေလို့ဆုမောင်းတောင်းလိုက်ပါတယ်ခင်ဗျာနိုင်ငံခြားမှာတွားရောက်လုပ်ကိုင်ပြီးတော့သူတို့ရဲ့မိသားစုဝင်တွေကိုကျွန်တော်တို့အာလာရောက်ကြည့်ရှုခိုင်းတယ်ကြည့်ရှုခိုင်းပြီးတော့ဝယ်ယူအားပေးတယ်နော်ကျွန်တော်စီးမန်းတွေရှိတယ်တင်မောသားတွေရှိတယ်တကယ်ကိုကျေးဇူးတင် လေးစားပါတယ်လို့ပြောပြရသည်အန္တရာယ်ကင်းပါစေဘေးတွေရှင်းပါစေနော်ကဲမိသားစုနဲ့အမြန်ဆုံးနှွေးထွေးစွာပြန်လည်စုံစည်းပြီးတော့ agent စွာ နေရတဲ့ဘဝတွေကိုရရှိကြပါစေလို့ ုံမိုးကားနုပညာရဆူတောင်းပေးရင်ねကျွန်တော်မက်ပြန်စူပါဆက်တရေးလိုက်မှာတော့ကားအစီ30ဝင်းကျင်ကိုတနေရာထဲမှာကြည့်ရှုဝဲဦးနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုသတင်းကောင်းပိုင်းနဲ့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကဲမနေ့ပြန်တော့ကုမိုးကားနုပညာနဲ့တွေ့ဆုံကြမယ်ခင်ဗျာ